မင်္ဂလာပါ Celebscope အစီအစဉ်ကနေပြန်လည်ကြိုဆိုပါရစေ။နိုင်ငံတကာမြို့ပညာရုံးဝတ်တွင်ကချင်ရှားသူတွေရဲ့ရုပ်ရှင်ဒေတာ fashion စတဲ့အနုပညာလှုပ်ရှားမှုတွေသူတို့ရဲ့ကိုယ်ရည်ကိုယ်တိုင်နဲ့ social media ပေါ်ကသတင်းတွေစတဲ့လက်တလုံးစိတ်ဝင်စားစရာအနုပညာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ General Ortega က Wednesday ဇလန်းတွဲနဲ့လူသိအောင်မြင်ခဲ့ပေမဲ့မပြောင်းရွှင်ခဲ့ရဘူးတဲ့။ Netflix ကပြသတဲ့ Wednesday ရုပ်သံဇာတ်လမ်းတွဲနဲ့နာမည်ကြီးအောင်မြင်လာပေမဲ့မပျော်ရွှင်ခဲ့ရဘူးလို့ American ရုပ်ရှင်မင်းသမီး Channel Ortega ကလက်တလုံးအင်တာဗျူးတစ်ခုမှာဖွင့်ဟခဲ့ပါတယ်။ Harper's Bazaar Magazine နဲ့အင်တာဗျူးမှာအသက်22နှစ်အရွယ် Ortega ကအောင်မြင်ကြော်ကြားမှုရဲ့နောက်ဆက်တွဲဖိအားတွေနဲ့၎င်းရုံးကန်ခဲ့ရတယ်လို့ဖြေသွားပါတယ်။ဖီအားရီလူအယုံဆိုင်ခံရမှုတွေကတတိတသက်နေတတ်တဲ့သူတို့အတွက်တော့အရန်ကြောက်စရာကောင်းတယ်လို့အော်ဒီကာကဆိုပါတယ်။ ဝမ်စတင်းဇလန်တွဲစီဇန်2ဖတ်1ကိုလည်းဩဂတ်လမှာပြသတော်မှာဖြစ်ပြီးလေဒီဂါဂါကဧည့်သည်တယောက်ဆောင်အဖြစ်ပါဝင်ထားပါတယ်တဲထိတ်ရင်ဖို့ရုပ်ရှင်တွေကိုနှစ်သက်ပြီးအသက်9နှစ်အရွယ်ကလေးကတရုတ်ဆောင်ဖြစ်လာသူအော်တီကာဟာအနေထိုင်ရုံဇက်ကားတွေဖြစ်တဲ့ S နဲ့ Scream တို့မှာပါဝင်ခဲ့ပြီးတဲ့နောက် Scream Queen ဆိုတဲ့နာမည်တောင်ရထားပါတယ်။ Wednesday မှာအော်တီကာက Wednesday Adam ဆိုတဲ့ဇက်ကောင်အဖြစ်ပါဝင်ထားပြီးတော့သူကအထင်ကရဇက်ကောင်ဖြစ်တဲ့အတွက်အော်တီကာအတွက်လည်းတာဝန်ကြီးခဲ့ပါတယ်။ 1990ပြည့်လွန်အစောပိုင်းနှစ်တွေက Adams Family ဇာတ်ကားတွေမှာ Weinstein ဇက်ကောင်အဖြစ်ပါဝင်ခဲ့တဲ့အခုအသက်45နှစ်အရွယ်ရှိတဲ့မင်းသမီး Christina Ricci ကအဲဒီဇက်ကောင်နဲ့တရုတ်ဆောင်ခွင့်ရခဲ့လို့ခုံယူမိတယ်။အခုလည်းအဲဒီဇက်ကောင်နဲ့မြင်ရတဲ့ audio ကဟာတော်တယ်တတိရှိတယ်လို့ချီးကျူးခဲ့ပါတယ်။ One Life Give You Tangerine ဇလန်တွဲရိုက်ကူးခဲ့စဉ်ကခွဲခြားဆက်ဆံမှုတွေရှိခဲ့တဲ့ကိစ္စ Netflix ကစစ်ဆေးနေပါပြီ။ Netflix ကထုတ်လင်းတဲ့ဇာတ်လမ်းတွေ One Life Give You Tangerine ရဲ့ကူးကဲစဉ်ကပါဝင်ခဲ့ကြတဲ့တွင်နဲ့အရန်သရုပ်ဆောင်တွေအပေါ်ထုတ်လို့ရအဖွဲ့ကခွဲခြားဆက်ဆံမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့ပြောဆိုဆွဆဲချက်တွေထွက်ပေါ်လာပြီးတဲ့နောက်ဒီသတင်းတွေကိုစုံစမ်းစစ်ဆေးနေတယ်လို့ Netflix ကကြေညာထားပါတယ်။ Ace လိုမျိုးကုန်ရက်မှာရှိတဲ့ post တစ်ခုကနေပြဿနာစတင်ခဲ့ပြီးနောက်ထပ်ဖွင့်ချမှုများစွာထွက်လာခဲ့ပါတယ်။လူတအုပ်ကရဲကွင်းမှာဝန်ထမ်းမလုံလောက်တဲ့အတွက်ကားကိုမောင်းပေးခဲ့ပေမဲ့လောကကမရခဲ့ကြအောင် စကားနဲ့လဲစောကားခံရတယ်လို့ဖွင့်ချထားပြီးငါရန်ကစီရိတ်လဝါကတွေကိုရှော့ပေးတယ်အချိန်ပိုကြီးတွေကိုမပေးဘဲနဲ့ရိုက်ကူးရေးဘတ်ဂျက်160ဘီလီယံကိုထုတ်လုပ်ရေးအဖွဲ့ကဘလူးစီမံလိုက်တယ်လို့မိကုံးထုတ်ထားပါတယ်ဒီလိုဖွင့်ချခဲ့တဲ့သူကပဲမတူတဲ့မျိုးကြီး၃မျိုးကိုဘတ်စကားတွေနဲ့၃ရက်ဆက်တိုက်သွားပြီးရိုက်ကူးခဲ့ရပေမဲ့၎င်းတို့ကိုနေရာထိုင်ခင်းမစီစဉ်ပေးခဲ့ညစာအဖြစ်ဘာကာနဲ့အေးအေးသာပေးခဲ့ပြီးစောင့်စီရနေရာမရှိတဲ့အတွက်အပြစ်မှာချမ်းချမ်းနဲ့နိုင်ရီနဲ့ချီပြီးကြအောင်စောင့်ခဲ့ရတယ်လို့မျှဝေခဲ့ပါတယ် တခြား post တွေအရအရန်သရုပ်ဆောင်တွေကိုလည်းအတင်းအကျပ်သမင်းညှက်ခိုင်းတာတွေရှိခဲ့တယ်။ခေါင်းဆောင်မင်းသားမင်းသမီးအတွက်ကလွဲပြီးတခြားနေရာတွေမှာထုတ်လုပ်ရေးအဖွဲ့ကငွေမထုတ်ချင်ဘူးလို့ဖွင့်ချလာကြပါတယ်။အခုနှစ်ပတ်စံရုပ်ရှင်ထူးချွန်စုပွဲဝမှာအကောင်းဆုံးဇာတ်လမ်းတွေစုကအယူနဲ့ပတ်ပုံကံတို့ပါဝင်တဲ့ Huawei Give You Tangerine ကရခဲ့ပါတယ်။ဒါ့ပြင်ဇညွန်စု ဇက်ဖို့မင်းသားစုနဲ့ဇက်ဖို့မင်းသမီးစုတွေကိုလည်း one like give you tangerine ကပဲစုခိုးခဲ့ပြီးတော့ဒီဇလန်တွေကအားလုံးနဲ့မှစုလေးစုနဲ့စုအများဆုံးသိမ့်ပိုက်သွားပါတယ်လီလိုအန်စတေ့ချ်ကပြီးခဲ့တဲ့နှစ်ပတ်ဆက်တိုက်မြောက်အမေရိကရဲ့လူကြီးအများဆုံးယုံတင်ဆက်ကားဖြစ်နေပါတယ်။ပြီးခဲ့တဲ့သတင်းပတ်အကုန် မြောက်အမေရိကမှာလူကြီးအများဆုံးယုံတင်ဇာကားက Disney ရဲ့ Lilo and Stitch စိတ်ကူးရင်သိပ္ပံဇာကားဖြစ်ပြီးဒီနေရာကိုနှစ်ပတ်ဆက်တိုက်ရယူထားပါတယ်။ Lilo and Stitch ဟာ2025ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံးဒုတိယမြောက်ယုံတင်ဇာကားလည်းဖြစ်လာပါတယ်။ 2002ခုနှစ်ကမိသားစုအကြိုက် animation ရုပ်ရှင် Lilo and Stitch ကိုပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပြီး2025 version Lilo and Stitch မှာတော့အသက်၈နှစ်အရွယ် Maya Kialo ဟာ Lilo နေရာကနေတရုပ်ဆောင်ထားပြီး Lilo နဲ့ Stitch ဆိုတဲ့ဂျိုသားတကောင်တို့အကြောင်းကြည့်ရှုရမှာပါ Mission Impossible series ရဲ့ရှစ်ကားမြောက် Mission Impossible The Final Recording ကပြီးခဲ့တဲ့တောက်ကြစနေတနင်္ဂနွေ3ရက်အတွင်းဒုတိယလူကြီးအများဆုံးစကားအဖြစ်ဆက်လက်ရည်တည်နေပါတယ် INF agent Ethan Hunt နေရာကနေ Trent Crew ပြန်လည်ပါဝင်ထားတဲ့ဒီဇက်ကားဟာကိန်းပွဲတော်မှာပွဲဥထွက်ပြသခဲ့စဉ်က9မိနစ်ကြာမတ်တရက်အားပေးမှုတွေရခဲ့ပါတယ်။ Jackie Chan ရဲ့ Karate Kid Legends ကတတိယလူကြီးအများဆုံးဇက်ကားဖြစ်ပြီးအခု Karate Kid နေရာမှာတရုတ်နိုင်ငံဘွားဘန်ဝမ်ကတရုတ်ဆောင်ထားပါတယ်။တဘောင်ဝလွန်တဲထိန်ရင်ပေါ်ဇက်က Final Destination Plus Lines ကလူကြီးအများဆုံးသရုတ်ဓဇက်ကဖြစ်ပါတယ်။ 82နှစ်ကြာမေကမာပြန်ပွဲတက်လျှောက်ထိုင်းအလှမေကပထမဆုံးအကြိမ်တရက်ကိုရယူသွားပါပြီ။မေ31ရက်ကကျင်းပတဲ့2025ခုနှစ်မေကမာပြန်ပွဲမှာဝန်နာစုကအသက်22နှစ်အရွယ်ရှိတဲ့ထိုင်းအလှမေ Open Chuchata Chaungsari ကစုခိုးရယူလိုက်ပြီး82နှစ်ကြာပြန်ပွဲသမိုင်းတက်လျှောက် ထိုင်းနိုင်ငံကပထမဆုံးအကြိမ်တရဖူရရှိသွားတာဖြစ်ပါတယ်။2024မေဂဝါပြိုင်ပွဲကိုအိန္ဒိယနိုင်ငံမှာကျင်းပခဲ့ပြီးအခုနှစ်ပြိုင်ပွဲကိုလည်းအိန္ဒိယကပဲအင်ရှင်အဖြစ်လက်ခံကျင်းပခဲ့တာပါ။ထိုင်းလမဲ့အိုပဲဟာတခြားအလမဲ့တရခုနှစ်ဦးကိုကြော်တက်ပြီးအနိုင်ရပိုဆွဲခဲ့ပြီး2024မေဂဝါဆုရှင် check အလမဲ့ထံကနေတရဖူကိုလွှဲပြောင်းရယူခဲ့ပါတယ်။မြန်မာပါဝင်နိုင်ငံပေါင်း18နိုင်ငံက Top 40အလမဲ့တွေကိုရွေးထုတ်ပြီးတဲ့နောက်အမေရိကနဲ့ Caribbean, Africa, ဥရောပအာရှနဲ့အိုရှန်နီးယားဆိုပြီးအလမဲ၁၀ဦးစီနဲ့အုပ်စုလေးကိုခွဲလိုက်ပါတယ်။အဲနောက် Top 20, Top 8အလမဲတွေကိုဆက်လက်ရွေးထုတ်ခဲ့ပါတယ်။ Top 8အလမဲတွေအမေးဖြေကဏ္ဍရှင်ပြိုင်ပြီးတဲ့နောက်တိုက်ကြီးတွေအလိုက်စကားတင်၄ဦးထွက်ပေါ်လာခဲ့ပါတယ်။စကားတင်၄ဦးမှာတော့မာတီနီ၊အီသီယိုးပီးယား၊ပိုလန်နဲ့ထိုင်းအလမဲတို့ပါဝင်ခဲ့ပါတယ်။ Final ရှင်ပြိုင်မှုမှာအီသီယိုးပီးယားအလမဲက First Runner App, ပိုလန်အလမဲက Second Runner App နဲ့မာတီနီအလမဲက Third Runner App တို့ကိုရရှိခဲ့ပါတယ်။ Open Hall Focus ဇာတိဖြစ်ပြီးဟိုတယ်လုပ်ငန်းလုပ်ကိုင်တဲ့မိသားစုကနေမွေးဖွားလာသူပါတခြားထိုင်းအလှမယ်တွေလိုမျိုးကပြားမျိုးရိုးမဟုတ်ပေမဲ့လည်းငယ်စဉ်ကတည်းက international ကျောင်းတွေတက်ခဲ့တာကြောင့်အင်္ဂလိပ်စကားကျွမ်းကျင်ပါတယ်ဘန်ကောက်ကျောင်းမှာတရုတ်စာအထူးပြုသင်ခဲ့တဲ့အတွက်တရုတ်စကားလည်းကျွမ်းကျင်ပါတယ်လက်ရှိမှာ Open ဟာထမဆက်တက္ကသိုလ်မှာရှိတဲ့နိုင်ငံရေးသိပ္ပံဌာနမှာနိုင်ငံတကာဆက်ဆံရေးပညာကိုသင်ယူလျက်ရှိပါတယ်သူ့ရဲ့အနာဂတ်ရည်မှန်းချက်ကတန်အမတ်ဖြစ်လာဖို့ပါ Open ဟာ2024မယ်စက်ကြဝဠာပြိုင်ပွဲမှာ Tab Runner App ဆိုလဲရထားပါတယ်။ဒါပေမဲ့ Miss World ပွဲတစ်ခုတက်ခဲ့တဲ့အတွက်ရထားတဲ့ဆုရုပ်သိမ်းခံခဲ့ရပါတယ်။နိုင်ငံတကာအနုပညာရှင်တွေရဲ့လှူရှာမှုတွေသူတို့လည်းတလောဘာတွေတွေ့ကြုံရတယ်လဲဆိုတာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ရှိလာမဲ့ Sales Group အစည်းအဝေးနဲ့ဘလို့တရင်းတွေကစိတ်ဝင်စားစရာဖြစ်မလဲစောင့်ကြည့်ဖို့ပြောရင်းနဲ့ဒီ season ကိုဒီမှာပဲရန်လာလိုက်ပါစေ။